အင်္ဂလိပ်စီစဉ်ကတော့ Debating to Jesus ဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးသုံးသပ်တင်ဆက်ပေးမယ်။ DBP Weekly New Time Jazz စီစဉ်ဖြစ်ပါတယ်။ဒီစီစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ DBP ကဝိုင်းသတင်းမားတွေဖြစ်တဲ့ဥမောက်တူကိုတောင်းဝင်းထွန်းနဲ့ခဏတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ကိုတင်ဘတ်မှာထူးခြားသတင်းဖြစ်စဉ်တွေကတော့ဒီ Foreign ထုတ်ခံထားတဲ့စစ်ကောင်းဆောင်ကရုရှားနိုင်ငံနဲ့ Belarus နိုင်ငံတွေကိုချက်ချင်းခီးသွားခဲ့တဲ့သတင်း တော်မှာငယ်ပေါ်မှာလည်းရောင်းချမှုတွေတမ်းမြေဖို့နဲ့ပြမှတ်ထားပိတ်ဆို့တန်ကပ်ပြေးမှုတွေလောက်ဆောင်မှုကသမကလူပင်းဆိုင်အောင်မင်းကြီးကနိုင်ငံကတန်ဝမ်ကိုတောက်တောက်ဆုလိုက်တာရှိပါတယ်။နောက်တောင်ကိုရီးယားနိုင်ငံမှာဆေးလချင်းမှုတွေချက်တိုက်လေးနေစင်ကအရက်သားတွေရှိနေရတယ်ကိုဘုံမှချပြီးလို့မြန်မာနိုင်ငံသားတယောက်ပါဝင်15ယောက်တန်ရရှိသွားတဲ့တဲ့င်းခိုင်မင်းရဲ့ကြောက်ပြမှုနဲ့မှာစစ်ကောင်စီတဲ့ တက်စကန်တွေကိုရခိုင်တက်တော့ဒီကနေပြီးတော့တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးတော့တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်ဒေသခံပြည်သူ၄000လောက်နေရာဆက်ကွာထွက်ပြေးခဲ့ရတဲ့တဲ့။နောက်ချမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်မှာရွှေတူးပေါ်မှုဒေသစီသူတွေကို MNDA ကိုကန်တက်ကပြစ်ခိုက်လို့လူ6ယောက်တိစုံပြီးတော့6ယောက်တန်းရရှိတော်တဲ့တဲ့။နောက်ချမ်းပြည်နယ်မြောက်ပိုင်းမန်တိုမြို့နယ်မှာ DNL တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်ဖွဲ့ဝင်တွေအကြမ်းမှာပြည်ပခါတွေထပ်ပစ်ပြီးတော့အချင်းတပ်ဖွဲ့ဝင်17ယောက်တန်းရရှိတော်တဲ့တဲ့။ တော့တရားတန်လေးနဲ့စစ်ကောက်စီတို့ပြောရဖီအကြောင်း လာမယ့်အပီလာမှာ ထမှန်ဆွေးနွေးပွဲတွေလုပ်ဖို့ရှိနေတာတော့ရန်ကုန် ARU Time ရှမ်းပြည်နယ်မှာငလေးလောက်ခတ်မှုတွေဒါဆက်တိုက်ဖြစ်ပွားခဲ့ပြီးတော့ငလေးကြောင်းဒီ movie မျိုးနဲ့မှာတော့ဘုရားတွေဓမ္မယုံတွေလူနေတွေတချို့ပျက်စီးသွားခဲ့တာရှိပါတယ်။နောက်စီဝိုင်းတရင်းတွေပုံမှာတော့ဒီမှာဗီဒီယိုမှာလျှက်စင်ပြီးမမှန်လို့ EV ကပိုင်ရှင်တွေကဒီချက်သိညာနဲ့ချီအရှုံးခံပြီးတော့ပြန်ပြီးရောင်းချနေရတာရှိပါတယ်။နောက်စစ်ကောင်စီဘိုဘန်က digital ဝေဖန်ရှင်မှုတွေမြန်မာကျူအာစနစ်ကိုစတင်မိတ်ဆက်လိုက်တယ်လို့ဒီ AUG ရဲ့ဒီຫນွေဥပ္ပတ် STB ကလည်း Spring Cup Fan ဒီຫນွေဥလူလူရပုံဝေဆိုတဲ့ website ကိုစတင်မိတ်ဆက်လိုက်တဲ့တရင်တွေရှိပါတယ်။အင်္ဂလန်တရင်ပေါ်မှာတော့ America တမန်တော်နဲ့ Trump က Congress လွှတ်တော်မှာနိုင်ငံတော်ခြေပြအမိန့်ကိုပြောကြားခဲ့တာမှာ Democratic အမတ်တွေဆန္ဒပြခဲ့ကြတဲ့တရင်နောက်အင်ပီရော ဘဲဘုံရုံးကမှာအမေရိကန်သမ္မတတော်နဲ့ထွန်းတယ်ယူကရိန်းသမ္မတဇလန်စကီတို့ကြားစကားအခြေတင်ဖြစ်ပြီးနောက်မှာအမေရိကန်ကယူကရိန်းကိုပေးနေတဲ့စီးအကူအညီတွေအားလုံးရဆိုင်းပလိုက်တာနောက်ယူကရိန်းကိုပြည်ထင်ကအပေါင်း1.6ဘီလီယံချင်းငွေပေးလိုက်တာနဲ့ဒီယူကရိန်းစစ်ပွဲဆုံးသက်ဖို့နဲ့ရုရှားရန်ကန်ကြီးကာဝယ်ဖို့ဆိုပြီးတော့မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းဖို့ကြီးညာခဲ့တာရှိပါတယ်။ဒီချိန်ထဲမှာပဲဥရောပခေါင်းဆောင်တွေကလုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးကိုလည်းဘရက်ဆဲမှာကျင်းပနေတာရှိပါတယ်။ နောက်ကရီတာမက်ဆီကိုတရုတ်နဲ့အမေရိကန်တို့ကြားမှာအပြန်လန်ကွန်တွေတိုးကောက်ပြီးတော့ကွန်သွေးစစ်ပွဲစဖြစ်နေတဲ့တဲ့င်းနောက်အော့စကာစူပေးပွဲနဲ့ပိုယမ်မင်းကြီးဖရန်စစ်နောက်ကျဖြစ်နေတဲ့တဲ့င်းတွေကလည်းဒီတစ်ပတ်နိုင်ငံတကာသတင်းဆာမီနာတွေမှာမြင်တွေ့ရပါတယ်အဲ့တော့ပရမာဆုံးအနေနဲ့ဒီမှာတင်းဘုတ်ကတော့လူပြောများနေတဲ့ဒီစစ်ကောင်းဆောင်ရဲ့မော်စကိုခီးနဲ့ပတ်သက်ပြီးဥမာတို့အရင်ဆုံးပြောပြပြောလာခင်ဗျာဒီခီးစစ်မှာစစ်ကောင်းဆောင်ဘာတွေထူးခြားစာချုပ်တွေချုပ်ဆိုခဲ့လဲပူတင်နဲ့တွေ့ဆုံရအောင်မှာဘာတွေ လုပ်ခဲ့လဲဆိုတော့ဒါလေးပြပြပေးပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာစစ်ကောင်းဆောင်မင်းအွန်လိုင်းရတော့ဒါမော်စကိုသွားတာပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ဘယ်လာရုလည်းရောက်တယ်ပေါ့မလလီရဲ့နေမော်စကိုမှာအဲတမရဗလာဒီမာပူတင်နဲ့တွေ့တဲ့အခါမှာဒီသူတို့ညင်ညာချက်ရပဲပေါ့နော်နိုင်ငံပူးတွဲညင်ညာချက်ထုတ်တယ်ထုတ်တယ်အဲ့ထဲမှာဆိုလို့ရှိရင်အသေးစားနျူကလီယာဒီစက်ယုံနေပေါ့နော်အဲ့ဒါဒီအပါဝင်စီးပွားရေးစာချုပ်တွေချုပ်ဆိုခဲ့တယ်ဆိုပြီးတော့တွေ့ရပါတယ် ဟိုကြီးညာထားတဲ့ပုံမှာဆိုလို့ရှိရင်ကွန်တွေရေးရရုရှားနဲ့အဲမြန်မာနဲ့က40ရာခိုင်နှုန်းတိုးလာတယ်အဲဒီဒေါ်လာတန်ပေါင်း2000ဘူးထိရှိတယ်ပေါ့နော်အဲအဲ့ဒီမှာထူးဒါတွေကတော့ဒါစီးပွားရေးပေါ့နော်ဒါဒီနိုင်ငံသဘောတူညီချက်ဒီပေါ့နော်အဲ့ဒီမှာထူးခြားပြီးတော့လူပြောများနေတာကတော့ဗာလဲဆိုတော့ဒီသမရဘူတင်ကိုဒီစစ်ကောင်းဆောင်ကနေပြီးတော့ဒါဟိုဘယင်ကြီးပုံစံမျိုးနေပေါ့အလေးပြုတယ်အလုံးလည်းတီးပြီးဖြစ်မှာပါ ဒါဟိုပပပီရင်ကြီးတို့ဟာတောတော်မကျွတ်မင်းတို့တဟိုးဒီဘလိုခေါ်မလဲဒီမမပီရင်ခစ်ပေါ့နော်ကောင်းမောင်ခစ်ကအရေးကြီးတဲ့စာအုပ်ကြီး1838ကရေးခဲ့တဲ့စာအုပ်တော့ကိုလည်းဒါအဲ့ဒီခစ်ထရပေါ့လေဟိုဟိုဘုရားရှင်လက်ထက်ကြီးရောက်သွားတာပေါ့အဲ့အဲ့ထဲကဒါဒီဗျာဒိတ်ပေးတယ်အဲ့တောမကျွတ်မင်းကဒီရုရှားကိုပပလူမျိုးတဲမှာပေါ့နော်ဟိုတို့တို့ပြောတာတော့တူဆုံးအမျိုးတဲမှာတဲကတမျိုးဖြစ်တော့ရုရှားနိုင်ငံမှာ ဒီချိန်မှာမင်းဖြစ်မယ်ဒီအဲ့မင်းဖြစ်လာတဲ့လူကလည်းပူတင်ဆိုတဲ့ဘောမျိုး ਨੇ ဟိုကြည်ပြောရရင်တော့ဘာသာရေးတွေဒါတမိုင်းကြောင်းတွေဗုဒ္ဓတရားတွေ ਨੇ ကိုဒါပူတင်ကိုအများပြောနေရတော့သွားဖားရဲဆိုပုံစံမျိုးပေါ့နော်အဲ့ဆောက်တို့ကိုပြီးခဲ့တယ်ဆောက်ကသေးသေးပါပဲအဲ့ဆောက်ကိုသူတို့ပုံကြီးအင်းအကြီးချဲ့ပြီးတော့ဟိုပြန်ရိုက်ထားတာပေါ့အခုအဲ့ဒီဆောက်ကြီးတို့ပြီးခဲ့တယ်ပူတင်ကယူခဲ့တယ်ပေါ့လေအဲ့ဒါလည်းဗီဒီယိုထဲမှာကျွန်တော်အားလုံးတွေ့ပြီးသားပါဒါအဲ့အဲ့လိုမျိုးတွေဖြစ်တယ် ဖြစ်တဲ့ကကြတော့အလုံးအဝိုင်းပြီးပြောနေကြတာပေါ့နော်ဒါတွေကတကယ်ဟိုဖျားဟောဖျားရဲ့ဒါဗျာဒိတ်ဆိုတာမျိုးတွေကလည်းဒါကရုံဝခက်တာမျိုးတွေအငင်းပွားပဲတွေပေါ့နော်ဒါဘာသာရေးနဲ့ဒီဘယ်လိုကောင်းမလဲစေကောင်းဆောင်ကသူ့ရဲ့တတ်ထဲသူ့ကိုထောက်ခံတဲ့လူတွေကိုပြန်ပြီးတော့အာငါတို့ကဒါရှေးအစင်းစက်တဲ့ကဒါမင်းနေဖြစ်ခဲ့တဲ့ပုံစံမျိုးနဲ့ပေါ့နော်မာမီတွေဖြစ်တဲ့ပုံစံမျိုးနဲ့ဟိုသူ့လူသူပြန်ပြီးတော့စိတ်ဓာတ်မြင့်တင်တဲ့သဘောလိုလဲပြောနေကြတာပေါ့ ဒါအဲ့ဒီမှာနောက်ထူးခြားတာတစ်ခုကဘာတွေ့လဲဆိုတော့စိုးစိုးကပြောတဲ့ဘယ်လာရုစ်ကိုတော့ဒါခုနှစ်ရက်လေးမှသွားခဲ့တာပေါ့လေနေရတာလည်းပုံမှန်ပါပဲအစာချုပ်တွေချုပ်ကလေးစီးပွားရေးစာချုပ်တွေချုပ်တယ်အထူးခြားတာတစ်ခုကျန်တာကျတော့ယူကရိန်းကဒီလောက်ထိအောင်ဘယ်လိုခေါ်မလဲယူကရိန်းစစ်ပွဲမှာရုရှားကကျူးကျော်ပါတယ်ရုရှားကတကယ်ကိုရက်ဆက်ပါတယ်ကြမ်းကြုတ်ပါတယ်လို့တကဘာလုံးတည်နေတဲ့နေရာမှာတကဘာလုံးကလည်းဒီမိုစီလိုလာတဲ့လူတွေတကယ်အမှန်တရားလိုလာတဲ့လူတွေကယူကရိန်းဘက်မှာထောက်ခံတာဒီအများကြီးဖြစ်နေတဲ့အချိန်မှာ ဒီစစ်ကောင်းဆောင်ကတော့ဒီရုရှားကိုထောက်ခံတယ်ပေါ့နော်ရုရှားကိုယူကရိန်းစစ်ပွဲမှာထောက်ခံတယ်ရုရှားဒီစစ်ပွဲမှာနိုင်ပါစေဆိုပြီးသူစုနေတော့အဲ့ဒီမှာတောင်းခဲ့သေးတယ်လို့ဟိုတွေ့ရတယ်ဗျအဲ့ခါကျတော့ကျွန်တော်ဘာသွားတွေ့လဲဆိုတော့ဟိုတချို့ဝေဖန်တာပေါ့နော်တချို့ဝေဖန်တာတွေကဟိုဇာလန်စကီကဟိုယူကရိန်းကတမရရာသူ့နိုင်ငံကိုစစ်နိုင်မှုအတွက်ပေါ့နော်ဟိုလူကိုပေါအောင်ဒီလူကိုပေါအောင်အဲ့လိုမျိုးလိုက်လို့ရတယ်ပေါ့လို့ပြပြတယ်လည်းနိုင်ငံတကာမှာအခုအခုအမေရိကန်ကမပြီးတော့လဲနေချာဥရော ဘာနိုင်ငံကြီးလိုက်နေရတယ်သူတိုင်းပြည်အတွက်အဒီစစ်ကောင်းဆောင်ကြတော့လဲမင်းအောင်လည်းကြတော့လဲသူအာနာတီမြဲရေးအတွက်လူလူကိုသူပြန်နိုင်မှုအတွက်ကိုဟိုပိုပြေးဖားဒီပြေးဖားပေါ့နော်တရုတ်ပြေးဖားဟိုရုရှားပြေးဖားပေါ့အဲ့လိုအနေထားမျိုးဒီတွေ့တယ်လို့လည်းပြောနေကြတာပေါ့နော်အဲ့တော့နောက်တစ်ချက်ကတော့ဒီဒီဟာနဲ့ပတ်သက်ပြီးတော့ဝေဖန်ကြတာတွေပေါ့ဝေဖန်ကြတာတွေတော့အများပြားပဲအဲ့ဒီမှာဆိုသူကြီးကြီးတစ်ခုတွေ့တာကတော့ဒီဒေါက်တာဆဆာပေါ့ဒေါက်တာဆဆာက အင်ဂျင်နီယာဝင်ကြီးကဘာပြောလဲဆိုတော့ဒီလိုမျိုးပေါ့နျူကလ িয়ার စက်ရုံနေစာချုပ်ချုပ်တဲ့နျူကလ িয়ার နည်းပညာတွေကိုရုရှားပြည်ကသွားယူတယ်ပေါ့အဲ့လိုအခါမျိုးမှာသူကနျူကလ িয়ার ကြီးကိုပိုင်ပို့ပြီးအဆင့်မြင့်ပြီးလောက်ပြီးတော့မှဟိုမြောက်ကိုရီးယားလိုမျိုးပေါ့နော်လက်နက်တွေပိုင်ပြီးတော့နိုင်ငံကောင်ရှင်ပြိုင်နေတဲ့ပုံစံမျိုးမြောက်ကိုရီးယားအဖြစ်စီကိုမြန်မာကဥတီသွားနေတယ်လို့ဒီဒေါ်လာစတာတော့သုံးသက်တာရှိတယ်ပေါ့ ဒီဒါကြောင့်မလို့တခြားသုံးသပ်လူတွေရှိတာပေါ့နော်။ကြောင့်မလို့ဘာပဲပြောဒီခီးစင်နဲ့ပတ်သက်လို့ကတော့ဟိုစစ်ကောင်းဆောင်ကသူကတော့ရုရှားကိုဟိုဖားခဲ့တယ်။အဲသူ့လူတွေကိုလည်းစစ်တပ်မြစ်တွေလုခဲ့တယ်ဆိုဘူးနဲ့။တကယ်နိုင်ငံတကာစံနေပေါ့နော်။စံနှုန်းနေနဲ့ကိုကိုနိုင်ငံကိုလူမျိုးကိုခေါင်းဆောင်တယောက်နေနဲ့ဒီလူတန်းသွားမယ်အစား။အခုလိုမျိုးလုခဲ့တာကတော့မြန်မာပြည်သူလူထုတွေကြားထဲမှာလည်းတော်တော်ကိုဒါအရင်ရှိတဲ့ဟိုတိတ်ခါတွေကိုပို့ပြီးဆိုးတဲ့တိတ်ခါ ဖြစ်တဲ့အနေအထားလေးရှိတယ်နိုင်ငံတကာလည်းတော်တော်ပြောနေကြတယ်ပေါ့နော်အဲဒီသတင်းတွေကိုလည်းမှာမှာပြောနေကြတယ်စေကောင်းဆောင်ရဲ့ဒီခေတ်ပြန်ရတော့သူ့ကို permanent ထုတ်ပြီးတဲ့အချိန်မှာဒါရုရှားနဲ့ဒီဘယ်လာရုကိုတွားခဲ့တယ်ပေါ့လေငါတွားလို့ရတယ်ဆိုပုံစံမျိုးနဲ့တွားခဲ့ပြီမြင်ဟိုပြခဲ့တဲ့ဟာမျိုးလေးဖြစ်တာပေါ့လေသူ့ရဲ့လူချင်းနဲ့လက်နက်အကူအညီနျူကလ িয়ার အကူအညီတွေရခဲ့တယ်ဒါနဲ့တစ်ဖက်မှာလည်းတိတ်ခါရတော့အများကြီးချုံနေတဲ့အနေအထားဖြစ်တယ်လို့အားလုံးကဝေဖန်ပြောဆိုနေကြပါတယ်ခင်ဗျ ောက်တစ်ခါဒီကချင်ပြည်နယ်အခြေအနေတွေကိုပြောပြပေးဖို့တန်းဒီဝီတင်တော့ဟန်နာကိုဒါပြလဲပေးချင်ပါတယ်သူတပြင်းဗမောတိုက်ပွဲရလဲတာကြာလာပြီဆိုတော့ဒီမော်တိုက်ပွဲရဲ့လက်ရှိနောက်ဆုံးအခြေအနေနဲ့မကြသေးခင် KIA နဲ့ DNL အောက်ခြေတပ်သားတွေကြားမှာအချင်းချင်းပရိပကဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ဟန်နာရဲ့ပြောပြပြောလာခင်ဗျဟုတ်တယ်ဗောဒီအာ DNL နဲ့ KIA ရဲ့ဒီပရိပကကတော့ဒီဖေဖော်ဝါရီ28ရက်နေ့မှာနောက်ဆုံးဖြစ်ခဲ့တာပါပို့ပြီးတော့သူတို့ပရိပကတွေပို့ပြီးတော့အဲ တို့ပို့ပြီးတော့ခက်ခက်တွေ့လာတဲ့အချိန်ဒီမှာတွေ့ရရပေါ့နော်အေး29ရက်နေ့မှဆိုရင်ဒီရှမ်းပြည်နယ်မြောက်ပိုင်းပေါ့ဒီမတ်တုံမြို့နယ်ဒီမန်ပွန်ကျွော်အုပ်စုမမောက်ရွာမှာဒီ KIA တသား10ဦးကိုပြီးတော့10ဦးကိုဒီ TNL ဘက်ကနေပြီးတော့ဒီအင်အား400ဝန်းကျင်ခန့်တို့ဝိုင်းဝန်းပိတ်ဆို့ဒိုင်းနဲ့ခဲ့ရတယ်ပတ်သက်ပြီးတော့တို့ဒါတို့အနေနဲ့ဖြည့်ရှင်းမှုတွေလုပ်ဆောင်နေတယ်လို့လည်းသိရရပေါ့ ဒီမမောက်ရောင်မှာရှိတဲ့ဒီ KNY တမဟာလေးတယင်း34မှာဆိုရင်ဒီအင်အားတရားခန်းရှိတဲ့တက်စခန်းကိုဒီနမ်ဆန်မြို့နယ်ကိုမင်းရွာနယ်ဒီမတုံဘက်ကဆင်းလာတဲ့ဒီတန်တရီတပ်ဖွဲ့ရင်း400ဝန်းကျင်ကဝိုင်းဝန်းပိတ်ဆို့ပြီးတော့ဒီလာရောက်ရဲနဲ့ရာကနေပြီးတော့ဒီ KNY တပ်ဖွဲ့ဝင်တွေတရားရခဲ့တယ်ဆိုပြီးတော့ဒီ KNY နဲ့နီးစပ်သူတွေဆရာတီးရတယ်ပေါ့အဲလက်ရှိလည်းဒီတရားရသူ70ဦးကိုတော့သူတို့ဆေးရုံတင်ထားပြီမဲ့လေဒီ KNY ဘက်ကနေတော့တွေးခွင့်မရသေးဘူးလို့တီးရတယ် ဒီတအားအမျိုးသားလူမျိုးရေးတက်မတော် DNA နဲ့ဒီမဟာမိတ်ကျန်ရေးကိုကြားမှဒီအခုရက်ပိုင်းဒီမြေပြင်တပ်ဖွဲ့တွေမှာဒီအကြံအလိုက်ညှင်းပွားမှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်ပြီးတော့ဒီမြေပြင်ပုတ်တိုက်မှုတွေနဲ့ဒီပြည်ပခါတက်မမှုတွေဆက်လက်မတီးထွားဖို့အတွက်ဆိုပြီးတော့ဒီ DNA ရဲ့စုဒီချုပ်ကိုချုပ်တာဟုတ်ပလန်ကသူတို့ဆောင်ရွက်နေတယ်ဆိုပြီးတော့ဒီဖေဖော်ဝါရီလ20ရက်နေ့မန်တုံမြို့ကလူထုတွေ့ဆုံပွဲမှာပြောကြားခဲ့တာလည်းဖြစ်တဲ့ ဖေဖော်ဝါရီလ25ရက်နေ့ကလည်းဒီမန်တုံမြို့နယ်ကဒီကဲတပွဲနယ်ဒီ TNLA တပွဲတော်ကြားမှာဆိုရင်ဒီကလစ်ပခဖြစ်ပွားခဲ့ပြီးတော့တက်စကန်တစ်ခုရဲ့ဂိတ်စကန်မျိုးပေါ့ TNLA ဘက်ကနေပြီးတော့တင်းယူခဲ့တယ်ဆိုပြီးတော့လည်းဒီချင်းအတိုင်းဝန်ကနေတီးရပေါ့ဒီလိုပုတ်တိုက်မှုတွေဒီအငင်းပွားမှုတွေခက်စိတ်ဖြစ်လာတဲ့အတွက်ကြောင့်မို့လဲဒီနှစ်ဖွဲ့ကြားကဒီနိုင်ဆွေးနွေးမှုတွေပြုလုပ်ပြီးတော့အဖြေရှာမယ်ဆိုပြီးတော့လည်းဒီချင်းယိုချင်းယိုတည်တည်နဲ့ပြန်ကြားရေးတာဝန်ခံပုံမှုကြီးတော့ကလည်း ီ DVBO ပြောဆိုထားပါတယ်ဒီဖေဖော်ဝါရီလ23ရက်နေ့မနက်မနက်ပိုင်းမှာဆိုရင်လည်းပေါ့ဒီ gain map တည်ရင်34နီးနီးမှာဒီမန်တုံဒေတာက gain ရဲ့ဒီတိုက်နယ်ရုံးစီကိုဒီဖျံတော်ရဲ့တပ်သားတွေကအင်အားအများပြားနဲ့ဝင်ရောက်လာပြီးတော့ဒီရုံးချိုချတာရှိခဲ့တယ်ဆိုပြီးတော့လည်းဒီလူမျိုးလူမျိုးကိုရဲစာမျက်နှာတွေမှာညဝင်ကြီးတာထားတယ်လည်းကြည့်ရတယ်ပေါ့ဇန်နဝါရီလ26ရက်နေ့မှာစပြီးတော့ဖြစ်ခဲ့လို့ ပြောလို့ရပါတော့เนาะဒီဇန်နဝါရီလ26ရက်နေ့ညနေပိုင်းမှာဒီလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့လာတဲ့ရုပ်တံတစ်ခုမှာဆိုရင်လေဒီ TNA တပ်သားတွေကဒီအင်အားတရာကျော်လောက်နဲ့ဒီမာဒေတာဘက်ပေါ့ဒီမာဒေတာဘက်မှာအင်အားပြပြီးချစ်တက်လာချိန်ပါစားပြီးတော့ဒီနတ်ဘက်ကနဲ့နတ်ဘူဘက်မှာရှိရဲ KA ဒိတ်တွေကလည်းတားဆီးပြီးတော့ဒီနတ်ဘက်တတာအချမ်းများတာစပြီးတော့ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်ဒီ KA ထင်းချုံနေမြေဒီတမဟာ6နေမြေကဒီမာဒေတာအပြင်ပေါ့ ဒီရှမ်းမြောက်ဘက်မှာဆိုရင်ဒီနမ်ဟိုနမ်ဖက်ကပြီးတော့ဒီမုံဝီမုံကိုနဲ့မုံကိုပေါ့စားတဲ့ဒေသတွေပါလဲဒီချန်ရင်နဲ့ချန်တွေတက်သားတွေအချင်းချင်းဒီညပြအင်အားပြပြီးတော့အရင်ပွားမှုဖြစ်ပွားခဲ့ရတယ်လဲရှိခဲ့တာပေါ့ဒီပြ30 29စစ်စင်ရေးနောက်ပိုင်းကစပြီးတော့ဒီ TNL တွေတိမ့်ပတ်ခဲ့တဲ့ရှမ်းမြောက်ဒီသားကမြို့တွေနဲ့ခင်ရီထိန်းချုပ်ထားတဲ့မြို့တွေမှာဒီနေဆက်နေရာတွေမှာအောက်ခြေတပ်ဖွဲ့တွေကြားမှာကြာကလာဖုတ်တိုက်မှုတွေ ဖြစ်ကြပါမယ်လေဒီနှစ်ပတ်သက်တွေကတော့ဒီလက်နဲ့တုံးဖြစ်ရှင်းတာမျိုးမရှိသေးဘူးပေါ့အခုနဲ့ဒီ January February လအတွင်းမှာဆိုရင်ကတော့ဒီခရင်တက်ဖွဲ့နဲ့ဒီ TNL တက်ဖွဲ့တို့ကြားမှာဆိုရင်တော့အဲပလီဖက်ကဖြစ်ပွားမှုကတော့အချိန်6ချိန်ထက်မနည်းဖြစ်ခဲ့ရဲဆိုပြီးတော့လေဒေတာခံတွေဆရာပြရတယ်ပေါ့ဒီပုတ်တိုင်းမှုတွေနဲ့ပတ်သက်ပြီးတော့လေဒေတာခံတွေယူနေလဲဒီတောင်းရှိသူတွေအနေနဲ့ဉာဏ်ဆုံးသူနည်းဖြစ်ရှင်းဖြစ်ရှင်းပြီးတော့အဖြေရှာဖို့အတွက်လေဒေတာခံတွေကလည်းမျောလင့်နေကြတယ်ပေါ့ ပြောကချင်ပြည်နယ်ရဲ့စီးရေးအခြေအနေကိုပြောရမယ်ဆိုရင်ကတော့ဒီအဲမတ်လ6ရက်နေ့မနက်ပိုင်းမှာဆိုရင်ဒီဖကန်ဒီဒိုလန်ပေါ့ဒီရှူဒူးစုချေရွာအနီးကဒီရှူမော်ဘက်ကိုစစ်ကောင်စီတပ်တွေကလီချောင်းကနေပြီးတော့ပုံကျဲတက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာဒီနေစီတန်ဥဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ကအထူးစစ်ဆင်ပြီးတော့တက်ခိုက်ခဲ့တယ်လို့သိရတယ်ပြီးတော့ဒီ KIA အဓိကကတော့သူတို့ဒီ KIA ထိန်းချုပ်နေပြီဖြစ်တယ်ဒီ ဝါခါရှူမောကိုလူချင်တာကြောင့်မလို့သူအပြင်အကြံတိုက်ခိုက်လာတာဖြစ်နိုင်တယ်ဆိုပြီးတော့လေဒီသက်ခံနေလဲပြောဆိုနေကြရတယ်ပေါ့ဒီတိုက်ပွဲမှာဆိုရင်ဒီကျန်ရေးတမဟာနဲ့တိုက်ရင်ရဲ့တိုက်ရင်ကျန်ရေးတမဟာနဲ့ရဲ့ပေါ့ဒီတိုက်ရင်ဆက်လေးကိုအဲမစ္စတာဦးဆောင်တဲ့ပီတူစစ်အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပြီးတော့လေဒီကျန်ရေးရှိတန်းရင်းရင်းရဲ့တကြချက်ရာတိရရဲ့ပေါ့ပြီးတော့ဒီဗမော်မှာအထင်အားနေတဲ့ဒီစစ်ကောင်စီတပ်ကတော့ဒီကချင်ပြည်နယ်မှာဆိုရင်ဒီတိုက်ပွဲမဖြစ်ပွားတဲ့ ဒေသခံပြည်သူတွေနေတဲ့ကြီးရွာတွေကိုသူတို့လီချောင်းနဲ့ဘုံကျဲတာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာပဲကိုဒီအခုနေဆန်ဘာကစပြီးတော့သူတို့ခက်ဆစိတ်ဆက်တိုက်လုံဆောင်နေတာပေါ့ဒီဇန်နဝါရီနဲ့ဖေဖော်ဝါရီလနှစ်လအတွင်းမှာဆိုရင်ဒီစစ်ကောင်စီရဲ့ဒီချောင်းဘုံကျဲတာဒရုန်းနဲ့ဘုံကျဲမှုကြောင့်မလို့ဒီအရတား30ထက်မနည်းတေဆုံးခဲ့တယ်ဒီလိုလေချောင်းဘုံကျဲတိုက်ခိုက်တာဒီဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေကတော့ဒီပမော်မျိုးပတ်ဝန်းကျင်အကြီးအကျယ်အပြင်ကိုသူတို့ဒီကြံကြံကိုဘို ဌာနချုပ်ရှိတာဒီလိုင်ဇာမျိုးနဲ့ထက်ကံမျိုးတွေကိုအဓိကဥတည်ပြီးတော့သူတို့တိုက်ခိုက်လာအောင်လဲတွေ့ရတာပေါ့ဒီဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင်းလဲဒီအခုလက်ရှိဒီဖက်ကံမျိုးမှာဆိုရင်တော့ဒီစစ်ကောင်စီရဲ့လေကြောင်းအပြင်လက်နက်ကြီးဒဏ်တွေကိုခံနိုင်ဖို့အတွက်ဆိုပြီးတော့ကြီးဝါတချို့ကိုဒီကတုတ်ချင်းတွေတူပြီးတော့ပြင်ဆင်ထားဖို့အတွက်လဲဒီဒေသခံတာဝန်ဒေသခံတာဝန်ရှိတဲ့ဒီခရင်ကြီးဘက်ကတာဝန်ရှိတဲ့သူတွေကညွှန်ကြားထားတယ်ဆိုပြီးတော့လဲဒေသခံတွေဘက်ကနေပြောလာတာအများကြီးရပါတယ် ပြီးတော့ဒီဗမော်တိုက်ပွဲအောင်ဆိုရင်ကတော့မတ်လ၄ရက်နေ့ကတော့ဒီ၃လပြည့်ခဲ့ပြီပေါ့နော်လက်ရှိမှာတော့ဒီစကခ27အနည်းမှာတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်အဲစစ်ကောင်စီဘက်ကတော့ဒီလီချောင်းနဲ့တိုက်ခိုက်တာအပြင်ကိုဒီအစင်းမြင့်ဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကိုတနေ့ကိုဘုံအလုံးအီအတွက်ပေါ့နော်30ရာနေ40ရေအ ਨੇ ဆုံးကျဲနေတဲ့အခြေအနေဖြစ်တယ်လို့လည်းသိရတယ်ပေါ့ဒီအခုနောက်ပိုင်းမှာဆိုရင်ကတော့ဒီဗမော် တိုက်ပွဲမှာဆိုရင်ကတော့စစ်ကောင်စီဘက်ကနေပြီးတော့ဒီလီချောင်းလီချောင်းကနေဘုံကျဲတက်ခိုက်တာပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင်ကုန်ဒီအစစ်မြင့် drone တွေကိုအများပြားအသုံးပြုပြီးတော့ခုခံနေရမျိုးတွေ့ရတယ်ပေါ့နော်ဒီဗမော်မျိုးတိမ့်နိုင်ဖို့အတွက်ကတော့ဒီပြန်ရင်ဘက်ကနေကတော့မဆုတ်တန်းထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်နေရဆိုပြီးတော့ဘုံဘုံကြီးတော့ဘူကလည်းဒီ DVB ကိုဖြစ်ကြားထားရလဲရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးများကြပါတယ်ခုလိုပြပြပေးတာနောက်ခါနိုင်ငံသားတွေ စ်ဆက်ဘူးကိုတဝတ်တော့ကိုတာလဲပေးချင်ပါတယ်သူစပြင်းဒီတပတ်တည်းမှာသမရဒေါ်နယ်ထရန့်ကသူ့ရဲ့ကွန်ဂရက်လွှတ်တော်မှာဒီအခြေဆုံးချင်းကြဆုံးမိကုံတာပြောကြတွေ့ရပါတယ်ဒီမိကုံထဲမှာဘာတွေတူးကြပါလဲတိတ်နေရတွတ်တော်မှာဒီဒီကတည်းကဒီဆန္ဒပြရင်ပတ်သက်ပြီးတော့အရင်ဆုံးပြပြပါလားခင်ဗျာဒီကရဲအာဒီကရဲမလာ၄ရက်နေပေါ့နော်အာညညပိုင်းမှာဒီလွတ်တော် တော်တော်ရဲ့ joint session လို့ခေါ်တာပေါ့နော်အာတော်တော်ဒီ party နှစ်ရက်လုံးကတော်တော်ကိုဆိုတဲ့တက်ကြပြီးတော့အာသမလား trunk ကစံချိန်တင်အောင်ပြောတာပေါ့လေတနာကြီးနဲ့မိနစ်40အားလုံးမိနစ်ပေါင်း100လောက်ဆိုတော့အာအဲ့ American သမလားတွေရာဒီလွတ်တော်မှာဒီ state of union လို့ခေါ်တာပေါ့နော်နိုင်ငံတော်အခြေပြမိန့်ခွန်းပြောလို့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးဟိုတစ်နှစ်လောက် ကာလောက်ပြောတဲ့ဟာမျိုးပေါ့နော်အခုကတော့သူကအုတ်ချုပ်ဒီသမရဆဖြစ်တဲ့43ရက်နော်43ရက်ကျော်6 week ပေါ့နော်6ပတ်ကကာလအတွင်းမှာအဲတော်တော်ပါအဲ့လိုစကားပြောတာကစေးရှိကတမရတွေလောက်တော့မှတော့ပြောတာတွေစံချိန်တင်တော့တာပေါ့နော်အဲ့တော့အဲဆက်လာကျနှုတ်ဆက်ကလေးကကျွန်တော်တို့ကင်မရာတွေမှာတွေ့နေရတဲ့အတိုင်းဆိုရှင်ဒီဂရက်အမတ်တွေကအဲဆိုင်းဘုံလေးတွေခိုင်ထားကြတယ်ဆိုင်းဘုံလေးတွေမှာ ဒီ medicate ကိုကျမရဲ့အကျိုးခံတာဝင်ကိုမထိပ်ဖို့ကိစ္စတွေနောက် Elon Musk ကအာ Elon Musk ခိုးနေတယ်ဆိုတဲ့ဟာမျိုးတွေရပြီးတော့အာဖန်ကလိန်နေတယ်ဆိုတဲ့ဆိုင်းဖို့လေးတွေကင်ထားတာနောက်ပြီးတော့မျိုးသမီးတွေကကျတော့ဒီပန်းရောင်ပန်းရောင်ဝတ်ဆောင်လေးတွေပို့ပြီးတော့ဒါအမျိုးသမီးဟိုပါဘောနော်အမျိုးသမီးအာအင်အားအာတင်ကြတာပေါ့နော်အဲပြီးတော့အဲ့ဒီတမရထရန်ကဆက်ပြီးတော့စကားပြောပြီးတော့တိတ်မကြသေးဘူးအဲ့ဒီ တော်တော်အောက်တော်ကိုယ်စားလှယ်တယောက်ပေါ့နော် Green လို့ခေါ်တဲ့ Texas ကကိုယ်စားလှယ်တယောက်ကဒီမတ်တက်ရက်ပြီးတော့អော်ပြီးတော့កန့်ကွက်တာပေါ့နော်អော်ហិតပြီးတော့កန့်ကွက်တယ်သူ့ကိုအာបောင်းထုတ်လိုက်တယ်ပေါ့နော်သူ့ကိုបောင်းထုတ်လိုက်တယ်အဲ Truck ကတော်တော်ဟိုစိတ်ပြက်လက်ပြက်မျက်နှာအမူရာနေပေါ့လေအဲတော်တော်အာတော်တော်ဥက္ကရာနေပြီးတော့အဲသူ့ကိုအလုံးစုံကြီးတွေကအပြေကိုဆွဲထုတ်သွားတာပေါ့လေအာနောက်အခု ဒီဒီနေ့တက်တဲ့တင်းနေရဆိုလို့ရှိရင်သူ့လွတ်တော်ကိုယ်စားလှယ်ထက်ကနေပယ်ဖြတ်တယ်အဲဆိုတော့မျိုးတွေတွေ့ရတယ်အဲ့တော့ပြောသွားတဲ့ဇာတ်ရည်ကတော့ကျွန်တော်တို့တီးပီးသားတွေလည်းမြားပါတယ်ပြောသွားတဲ့ဇာတ်ရည်ကတော့ဟိုနှိမ့်ချုပ်ပြောရင်နှိမ့်ချုပ်ပြောရင်တော့သူကြွားတာပေါ့လေနော်ကြွားလုံးလေးကြွားလုံးလေးပြောတဲ့သဘောပေါ့လေနော်သူဘာလုပ်ခဲ့လဲဆိုတာမျိုးပေါ့နော်ဒီသူ့ရဲ့53ရက်တာကာလအတွင်းမှာသူအဲ executive order တွေတရားကြောလက်မှတ်ထိုးထားတာတွေရောပြီးတော့ဟိုအမိန်တွေ လေးရာကျော်အာတုတ်ဖြစ်ခဲ့တာတွေရောနောက်ပြီးတော့အာဒီကိစ္စပေါင်းဆောင်ပေါ့နော်ကိစ္စပေါင်းဆောင်ပြောရတဲ့ခါမှာဒီအဲအရင်ရဲ့ American သမ္မတတွေလေးနှစ်လောက်လှုပ်ထားတဲ့အလုပ်တွေပေါ့နော်လေးနှစ်လောက်လှုပ်ထားတဲ့အလုပ်တွေရှင်းနှစ်လောက်လှုပ်ထားတဲ့အလုပ်တွေကိုသူက43ဝယ်ထက်နဲ့လုပ်ခဲ့တယ်ပေါ့လေအဲတချို့ကတော့ကျွန်တော်တီဗီသားဖြစ်မှာတီဗီသားတွေပါပဲဒီ American သမိုင်းမှာအပြင်းထန်ဆုံးဟိုအကြီးမားဆုံးပေါ့နော်ဒီတရားမဝင်ဗန်ဆက်ဖြတ်ကျော်တဲ့သူတွေကိုပြန်ပြီးတော့ဖမ်းဆီးပြန် ပြန်ပြန်ပို့တယ်ပေါ့လေအဲ့ဒါလေးလည်းကျွန်တော်တို့သတင်းတွေမှာတွေ့ရပါတယ်နော်အဲပြီးတော့ဒီကုံသွဲကုံကုံစီချက်တာပေါ့နော်ကုံသွဲကုံစီချက်တာကိစ္စလည်းသူအဲ့ဒီမှာထပ်ပြောတယ်ဒီအမေရိကကိုပို့ပြီးတော့အာအာ create again ပေါ့လေအမေရိကပို့ပြီးတော့ပို့ပြီး affordable ပို့ပြီးတော့ချမ်းသာချမ်းသာအောင်ကျေဝါလာအောင်လုပ်မယ်ပေါ့လေဒါပေမဲ့သူစကားတစ်ခွန်းတော့ခံထားတယ်အဲနည်းနည်းတော့ disturbance ဖြစ်မယ်ပေါ့လေနည်းနည်းတော့နောက်ဆက်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ရေရှည်မှာတော့ကောင်းသွားမယ်ပေါ့လေအဲတော့ အဲ့လိုပြောတာတွေ့တယ်နောက်ကဒီဒီအစိုးရဒီဆိုရ efficiency လို့ခေါ်တဲ့အထီရောက်ဆိုရဌာနတွေရဲ့ထီရောက်မှုအတွက်ကိုအာတလမန်ချင်းဖြုတ်နေတာတွေအဲ့ဒါတွေသူပြန်ပြောတာပေါ့နော်အတမဲ့သူပြောတာဒီလီယံပေါင်းများစွာပေါ့နော်သူ Twitter short chat နိုင်လိုက်တယ်ဆိုတော့အဲ့ဒါကတော့သတိတရဟာတွေကအချက်လက်စီစစ်တဲ့ဟိုဟာတွေရဆိုတော့အချက်လက်တွေမှားတယ်လို့ပြောကြတာတွေတွေ့တယ် ဒေါက်တာကူဒီယူကရိန်းနဲ့ပတ်သက်လို့နိုင်ငံကအရေးအတိတ်မပြောဘူးလားနိုင်ငံကအရေးအတိတ်မပြောဘူးပြည်ရင်းရပြောများတယ်ဒါပေမဲ့ယူကရိန်းနဲ့ပတ်သက်ပြီးတော့ယူကရိန်းဟိုတမရစီကနေပြီးတော့ဒီညညကြီးတို့အဆွေတွေကိုစာရတယ်ပေါ့လေအဲ့စာစာတော့သူဟိုဖြစ်ပါတယ်ပေါ့လေဟိုတမရထရရဲ့ဟိုလိုက်နာပါလိုက်နာပါဦးဆောင်မှုလိုက်နာပါမယ်ပေါ့လေအဲ့ဒီအဲ့ဒါတော့သူ research လုပ်တယ်ပေါ့လေနော်ခြေကျူးတယ်ပေါ့နော်နောက်တစ်ခါဒီ ဟိုဟာဟိုဟာကိစ္စပေါ့နော်ဒီဂျာမန်နှစ်ခုပဲရှိမယ်ဆိုတာမျိုးတွေနော်ဒီလိန်ပြောင်းတဲ့အဲအမျိုးသားအနေနဲ့လိန်ပြောင်းပြီးတော့မျိုးသင်းဖြစ်တဲ့သူတွေကိုအဲဒီအမျိုးသမီးကစားဝဲတွေမပါရဘူးပေါ့လေအဲ့ဒါအဲ့ဒါတွေအဲသူအမေထုတ်ခဲ့ပေါ့လေနောက်တစ်ခါအဲဒီဒူးလူကြရတော့လေဟိုကုံစင်းနှုံးသေးတတ်တာပေါ့နော်ဟိုကုံစင်းနှုံးကပြီးခဲ့တဲ့အပတ်တွေမှာစဖြစ်တာပေါ့နော်ပြီးခဲ့တဲ့လာထဲမှာစပြီးတော့ဒီချက်ငှက်တော့ကိုဖြစ်တော့ ချက်တွေကိုတန်းနဲ့ချီပြီးတော့အူစားချက်တွေကိုတက်ဟိုလောက်ရတာလေတုတ်တင်ရတာရှင်းနေရတာလည်းရှိတယ်အဲရှိတဲ့ခါကျတော့ဒီ American ဈေးကွက်ထဲမှာကျပ်ပုဈေးကတော်တော်ကိုထောက်တက်သွားတယ်တော်တော်အစပေါင်းများကအရင်ဒီတဒါဇင်ကို2ဒေါ်လာ3ဒေါ်လာနဲ့8ဒေါ်လာ9ဒေါ်လာဒီလိုတက်သွားတယ်ချို့နေရာတွေမှာဆိုလို့ရှိရင်တကက်ပဲအဲတကက်ပဲရောင်းမယ်ပေါ့နော်တကွက်ဝယ်ပါစတယ်ပဲပေါ့နော်အဲ့လိုမျိုးတွေပြောတာဆိုတာရှိတယ် တော့ဒီ American တကူပါပေါ့နော်သူကပြောတဲ့အချိန်မှာဒီ Republican Party ဘက်ကတော့တယောက်ပြီးတယောက်အဲအားလုံးကြီးထားပြီးတော့လက်ခုပ်တွေတီးကြတာပေါ့လေလက်ခုပ်တွေတီးကြတယ်နောက် True Ledger ဒီ Elon Musk ကိုလည်းအရင်လွတ်တော်တွေမှာဖိတ်ကြားတာတွေ့တယ်အဲ Elon Musk ကတော့အဲသူသူသူကပေါ့နော်ဒီဒီတော်တော်လေးတသေးရဝစ်စားထားတဲ့တော့တွေ့တယ် um နောက်ပြီးတော့ဒီဆောင်ကတခုပြောတိုင်းမှာသူ့ရဲ့နောက်ကဒီ JD Benz ပေါ့နော်ဒီဟိုကနေဒီဒီဒုတိယသမ္မတနဲ့ ဒီလွတ်တော်ဥက္ကဋ္ဌကအဲမတက်ရက်ပြီးတော့လက်ခုပ်တီတီးကြတယ်။ Republican Party ဘက်ကလည်းထပ်ပြီးတော့လက်ခုပ်တီအားလုံးလက်ခုပ်တီတီးကြတယ်။ဒါပေမဲ့တချို့အင်ဒီယာတွေမှာတချို့နေရာမှာ Republican အကုန်လုံးမတက်မထတာတွေ့တယ်။ဥပမာအကုန်တွေကိုစီးချက်တာတွေကလေ။တချို့နေရာတွေမှာဟို Republican တွေမှာအားလုံးသဘောမတူဘူးဆိုတော့ပုံစံမျိုးဟိုတချို့တရင်တာတွေလည်းအလိုမျိုးတုံ့တက်ကြတာတွေ့ရတယ်။အဲ့ဒီလွတ်တော်မှာဒီလွတ်တော်မှာဒီ မိနစ်100လောက်ပေါ့နော်တနာရီနဲ့40မိနစ်40ရရုပ်ရှင်ကားတကားသာလောက်လို့အရှိချာဆုံးအဲ့လိုမျိုးပြောတာတွေကတော့မီဒီယာတွေကတုံးသက်တာတွေကတော့လေသူ့ရဲ့ဝါဒဖြန့်နေပေါ့နော်သူ့ရဲ့အောင်မြင်မှုတွေသူ့ရဲ့ဟိုဟိုကအလုပ်ပြီးမြောက်မှုတွေအဲကိုပြောပြောတဲ့သဘောမျိုးပဲပေါ့နော်နောက်ပြီးတော့ပြီးပြီးခဲ့တဲ့သမတဘိုင်ဒန်ကိုတစ်တင်တာ3ချိန်လောက်ထိ တည်တင်တာမျိုးတွေပြီးတော့အချက်လက်တွေကတော့ဒီယူရိုယူကရိန်းကိုကူညီတာဒေါ်လာဘီလီယံပေါင်း350ဆိုတာမျိုးအချက်လက်အမှားတွေပေါ့နော်အဲ့ဒါမျိုးတွေနောက်ပြီးတော့ဒီအခုကနေကုန်စင်းလုံးအမြင့်တက်မှုနဲ့ပတ်သက်ပြီးတော့သူသူဟိုဟိုဘိုင်းဟိုပြစ်တင်တာမျိုးတွေစတဲ့ပြင်တော့အဲ့လိုမျိုးဝေဖန်ကြတာတွေတွေ့ရပါတယ်။ဟုတ်ကဲ့ကုတောင်းခုနပြောလို့မလိုက်ပါဘူး။အမေရိကန်ကနေစီချက်ကိုနေစပြီးတော့ဒါကောက်နေပြီဆိုတော့ဒီသူသဖြင့်ကနေဒါမက္ဆီကိုနဲ့တရုတ်ပေါ်မှာဒါစီချက်ကိုနေ ကောက်တဲ့ပုံမှာတချို့နိုင်ငံတွေကလည်းဒါပြန်ပြီးတော့ဒါတုံ့ပြန်ပြီးတော့အခုနေကောက်နေပြီဆိုတော့အခုသေးစစ်ပွဲရတာစနိုင်ပြီလို့ပြောလို့ရလားခင်ဗျတကယ်တော့ဟိုရွှေဆိုင်တာပေါ့နော်တကယ်တော့ပြီးခဲ့တာတွေကစမယ်ဟာနော်ပြီးခဲ့တာတွေကစမယ်ဟာဟိုဒီဒီမလာဇန်ကိုရွှေဆိုင်ထားတာပေါ့နော်အချိန်တိုင်းထားပြီးတော့အခုတခါ25ရာခိုင်နှုန်းတင်လိုက်တယ်ပေါ့နော်တရုတ်ကလည်းအဲ့လိုပဲတင်လိုက်တယ်အဲ့တော့တင်လိုက်ကနေဒါနဲ့မက္ဆီကိုကဒီနဲ့နဲ့ဒီအမေရိကန်ရဲ့မြောက်ဖက်ပိုင်းကကနေဒါနဲ့ဇက် ကျန်တီစနေတယ်ပြီးတော့မက္ဆီကိုတကယ်တော့ပြီးခဲ့တဲ့2000ဆိုတာလောက်ကပေါ့နော်ပြီးခဲ့တဲ့2000အဲတမရထရန်ရဲ့ပထမတတန်းတုန်းကပဲဒီကနေဒါနဲ့စီကိုနဲ့နိုင်ငံတွေဆိုလို့ရှိရင်ကိုအပြန်အလှန်အယောင်းဝယ်ကအများဆုံးအကုန်လုံးပဲအကြီးဆုံးနိုင်ငံတွေပေါ့နော်အဲသူတို့ကအကုန်လုံးမှုကိုအဲ့လိုလွတ်လပ်ဆိုတာအကုန်လုံးမှုသဘောတူစာချုပ်လုပ်ထားတယ်ဒါပေမဲ့ အဲ့ဒီမှာသူကိုကနေဒါကရောင်းတာကများပြီးတော့အမေရိကကရောင်းတာအမေရိကပစ္စည်းကိုဝယ်တာနည်းနေတယ်မက္ဆီကိုကနေပြီးတော့အမေရိကန်ကဝယ်ရတာများပြီးတော့အမေရိကန်ကအမေရိကန်ပစ္စည်းကိုဝယ်တာကနည်းနေတယ်စသဖြင့်ပေါ့နော်အဲ့ဒါအဲ့ဒါဟိုတော့ trade deficit ဖြစ်တယ်ဆိုပြီးတော့နေကုန်သေးရေးမမျှတောက်ဆိုပြီးတော့သူကဟိုဟိုတင်တာပေါ့လေအဲ့တော့ဒီအဲ့လိုတင်တာကအခုဒီဒီနေ့တွေ့တဲ့နေ့မှာတွေ့ရတယ်လို့ဆိုလို့ရှင်တော့လေအဲ့ ထပ်ပြီးတော့ရွှေဆိုင်လိုက်တယ်25ရာခိုင်နှုန်းတော့တင်လိုက်တယ်ဒါပေမဲ့ထပ်ပြီးတော့ရွှေဆိုင်လိုက်တာကဒီမတ်လ၄ရက်နေ့စမယ်မဟုတ်တော့ဘူးเนาะရွှေဆိုင်လိုက်တာက April 2ရက်နေ့ပေါ့เนาะသူသူပြောတဲ့စကားကကျွန်တော်ကြားလိုက်တာ April 2ရက်နေ့ဆိုတော့ April Fool Day ပေါ့လေအဲ့ဒါဖြစ်အောင်လို့ April 2ရက်နေ့မှာစမယ်ပေါ့เนาะအဲ့တော့အဲ့တော့ဟိုဟိုအမေကိုလက်မှတ်ထိုးတာတွေ့တယ်အဲဒီတတိယနေ့မှာတွေ့လိုက်တယ်နောက်တစ်ခါအဲ့ဒီမှာ twin set တွေပါလာတခုရှိတယ်ဒီလားကနေဒါမှာရောဒီမက္ကဆီကိုမှာရောပေါ့နော် အဲ့လိုဒီကျွန်တော်တွေ့တွေ့ရတွေ့တော့ပြီးခဲ့တဲ့ရက်ပိုင်းတွေကပြောနေတာဒီ American Car Company တွေသူတို့ကကားကုမ္ပဏီတွေကကြတော့ဟိုကားတစ်စီးမှာဆိုရင်ဗျာကားတစ်စီးကားတစ်စီးမှာအစိပ်ပိုင်းပေါင်းဟို4-500လောက်ရှိမြဲဆိုတာဆိုတော့ကာကာအင်ဂျင်ကအဲကာအင်ဂျင်လောက်တဲ့တက်ထူတွေကအမေရိကန်နဲ့ကနေဒါကိုသွားတယ်ကနေဒါနဲ့အင်ဂျင်အင်ဂျင်ဆက်ရောအင်ဂျင်လောက်ပြီးတော့အဲ့အင်ဂျင်ကဟိုအမေရိကန်အမေရိကန်ကိုပြန်ရောက်လာတယ်ပြီးတော့ဒီကားပစ္စည်းတွေကအဲ နောက်ထပ်တက်ဆင်တာတွေလုပ်ပြီးတော့ကနေဒါပြန်ရောက်သွားတယ်စသဖြင့်ဟိုဘက်ဒီဘက်နေဆက်တွေကိုကူးနေကြတာဆိုတော့ကားလုပ်ငန်းမှာတော်တော်ထိခိုက်နေတယ်ကားကုမ္ပဏီတွေကတော့အဲ့လိုပြောနေတာကြက်နေဟိုတော်တော်လေးကြာပြီအဲ့ထိခိုက်နေတယ်တော့ကားဒဇင်းတန်ဖိုးကဒေါ်လာ1000ကျော်ထိတက်သွားနိုင်တယ်ဆိုတော့မျိုးတွေသတိပေးနေတာကြာပြီပေါ့နော်အခုအခုချွင်းချက်ဆိုပြီးတော့သူလောက်တာပြည့် exemption လောက်တဲ့ထဲမှာအဲဒီကားလုပ်ငန်းတွေပါတယ်ပြီးတော့ဒီ American ဟိုအကုန် ကုန်ဟိုဟာတွေပေါ့နော်အမေရိကန်လုပ်ငန်းတွေမှာအကူရတဲ့ဟိုဟာစက်ပြိုးရေးလုပ်ငန်းတွေမှာအကူရတဲ့ဒီတက်မီဩဇာလိုပစ္စည်းမျိုးတွေပေါ့နော်အဲ့ဒါတွေကိုချွင်းချက်ထားမယ်ပေါ့လေအဲ့ဒီကုန်ပစ္စည်းတွေချွင်းချက်ထားမယ်ဆိုတဲ့ဟာကိုပါလာတယ်ဒီအမေရိကန်အဲကားတွေလည်းပါတယ်ဒီကားတွေပါတယ်စက်ပြိုးရေးလုပ်ငန်းပစ္စည်းတွေပါတယ်အဲ့လိုမျိုးချွင်းချက်ဟိုဟာလုပ်မယ်လို့ပါတယ်အဲအဲ့ဒီဆိုတော့အဲ့ဒီချွင်းချက်တွေတော့ပါမယ်ဒါပေမဲ့ April 2ရက်နေ့မှာဒါပေမဲ့လာပါတော့ April 2ရက်နေ့မှာစပြီးတော့ဟိုဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ နောက်ပိုင်းဒီဒီဟိုတုံတုံစိတ်ချတာနဲ့ပြီးခဲ့တဲ့ဟိုတနေ့အဲလက်တော်မှာဟိုပြောတာနဲ့နောက်ပိုင်းမှာပဲအခုမတိငိမ့်တာပေါ့နော် မရေရာမတိစားမှုတွေပေါ့နော်ဈေးကွက်ရဲ့လှုပ်လှုပ်ခတ်ခတ်ဖြစ်တာတွေပေါ့နော်အဲ့ဒါတွေကစတိုက်ဖြစ်နေတယ်